ားလုံးပဲမင်္ဂလာပါဘောလုံးချင်းညကိုရင်းနေကောင်းကြမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက်ကနေအလုံးကိုကြိုဆိုရဲပါတော့ဒီကနေ့ညမှာကစားမဲ့ပွဲစဉ်တွေပေါ့နော်အီတလီ CE နဲ့ချီနဲ့နာပိုလီတို့ပွဲစဉ်ကိုပွဲချုပ်တောင်းတမယ်မြန်မာစံတော်ချင်း၁၂နာရီမှာကစားမယ်ပေါ့နော်နာပိုလီကတလုံး30ရှုံး၉ပေါင်းချင်းနှလုံး80ရှုံးတော့မှပေးထားတယ်နာပိုလီအဆင့်၁လက်ချီယာအဆင့်၁၆ဒီနှစ်တင်ကြရမှာဒါအမှတ်တွေအများကြီးကွာတယ်ပေါ့နော် ဒါဆိုလို့ရှိရင်လက်ရှိအတင်းဆော့ထားတဲ့ဒါအီတလီစီးရီးပွဲစဉ်တွေကြီးလိုက်အောင်ပေါ့နော်အင်ဝဲမှာဆိုလို့ရှိရင်လက်ရှိအတင်းက၄ပွဲဆော့ထားတယ်မီလန်ကို2-0နဲ့ရှုံးတယ်ကက်ဂရီယာရီကို2-1နဲ့ရှုံးတယ်ပေါ့နော်တရင်2ပွဲရှိတယ်ဘိုလော့ညာ2-2ဒါဆာဆူအိုလိုဇီစီးဆိုမှရှိရပေါ့နော်သူကခံစစ်ကြောင်းကတောက်လျှောက်ဂိုးတွေပေးထားတယ်ပေါ့နော်သူတို့အင်အဝေးဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အဝေးဝင်မှာဆိုသူတို့ဥဒင်းနဲ့ကို3-2နဲ့ရှုံးနေတယ်ပေါ့နော် ဘာမှဝမ်းစည်းနေနိုင်တယ်ဒါပေမဲ့သူကတိုက်စစ်ကတော့ဂူတော့ဂူတော့ရတယ်ဗျခံစစ်ချောင်းကတော်တော်ဆိုးတယ်ဗျဒါပေမဲ့တခုထူးခြားတာပါရှိလဲဆိုတော့လက်ချီအတင်းကဂူပြက်ရှုံထားတဲ့ပွဲတွေနဲတယ်သူစော့ထားတဲ့နောက်ဆုံး၅ပွဲကိုကြည့်လိုက်ဂူပြက်မရှုံတော့ကက်ကရီယာဒီ21ဘိုလောညာ22ဒါပါမဝမ်းစည်းဒါဆာဆူအိုလိုဇီဇီအိုဒင်းနဲ့32ပေါ့နော်ဒီလိုမျိုးအခြေအနေမှာသူကဂူကြီးရထားတယ်ပေါ့နော်အခုကစားမယ့်အတင်းကလည်းအတင်းကြီးပေါ့ဗျာနာပိုလီပေါ့နော် သူရဲ့အရှိမရှုံထားတာတော့အတ္တလန်တာဘူဝမ်အဝေးဝမ်မှာပေါ့နော်အိမ်ဝမ်မှာဆိုရင်မီလန်2စီပေါ့ဗျာဒီလိုအတင်းကြီးနဲ့တွေ့ရင်ကျတော့ဒါကျွန်တော်တို့တစ်ချက်ပြန်ခြုံပြီးကြည့်ရမှာပေါ့နော်ဘလူးဆော့မယ်ဆိုတာနာပိုလီအတင်းရတာအဝေးဝမ်ပွဲစဉ်တွေကိုကြည့်လိုက်မှာဆိုရင်နောက်ဆုံးနှစ်ပွဲသက်ချေရှုံထားတဲ့ AC Milan 2-1နဲ့ရှုံတဲ့ Torino 1-0နဲ့ရှုံတယ်ပေါ့နော်အဲ့အချိန်တုန်းကဆိုသူတို့ Champion League တွေလည်းကန်နေရတယ်ဆိုတော့ဗျာအဲ့ဒါပွဲအချိန်တွေပေါ်မူတီမှသူတို့ဆော့ရတာဟုတ်ကစားသမားတွေကိုညပြီး3ရတဲ့ နပိုလီရဲ့တင်းကတော့ဒါအီတလီစီးရီးအမှာဆိုအနည်းဆုံးနှလုံးကတော့တေချာပေါက်ထက်တယ်။သူနှလုံးကတော့လုံးဝတေချာပေါက်ထက်ပါဘောနော်။ဒါပီဇာတို့ဖီယိုရင်တီနာတို့ဆာဆူအိုလိုဘောနော်ဒီလိုအတင်းတွေကိုသူအနည်းဆုံးတစ်လုံးကနေနှလုံးပေါ့နော်။ခုထက်နှိမ့်တဲ့အတင်းတွေကိုသူထည့်နိုင်တယ်။ဒါသူတို့နောက်ဆုံးကြေးအောင်ထားတာတော့အင်တာမီလန်ကို3-1နဲ့နိုင်ထားတယ်ပေါ့နော်။ဒါပေမဲ့တခုဆိုးနေတာနပိုလီရဲ့ခံစစ်ကြောင့်တော်တော်ဆိုးရဗျ။အတင်းနိုင်လို့လို့ဂိုးတွေပေးနေတယ်ပေါ့နော်။ဒီတခုကတော့မကောင်းဘူးဗျာ။ ီပွဲစဉ်မှာပြင်ထားတဲ့ once to us ကိုကြည့်လိုက်မှဆိုရင်လက်ချီအသင်းနိုင်ကို6ဆတရီကို4ဆနဲ့နာပိုလီအသင်းအနိုင်ကို53ပြပေးထားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဒါနာပိုလီအဝေးဝင်းအသင်းမှာလည်းနှစ်ပွဲသက်ကြေရှုံးထားတယ်ဗျာအဝေးဝင်းပွဲစဉ်တွေမှာဆိုရင်အီတလီစီးရီးယားမှာနှစ်ပွဲသက်ကြေရှုံးထားတယ်ဒီပွဲမှာကျွန်တော်နာပိုလီဘော်ကြီးကြိုက်တယ်ဗျာနာပိုလီဘော်ကြီးနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့အတလန်တာနဲ့အီစီမီလန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်နှစ်နာရီ 45ဌိုင်းစံတော်ချင်းမြန်မာစံတော်ချင်းဆိုရင်တော့အတန်နာနိုင်55လောက်မှာကစားမဲ့ပွဲစဉ်ပေါ့နော် AC Milan အဆင့်တုံးဒါအတလန်တာအဆင့်ခွန်ပေါ့နော်ဒီနှစ်တင်ကြားရမှာ9မှတ်กว่าတယ်ဒါအတလန်တာအတင်ရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ကြရအောင်ပေါ့နော်ဘယ်နှပွဲဆော့ထားလဲအိမ်ဝင်မှာဆိုရင်စုစုပေါင်း4ပွဲဆော့ထားတယ်ဒါပီဇာ1 1ကြေးရှုံးတယ်ကိုမို1 1ကြေးရှုံးတယ်လာစီကိုစီစီကြေးရှုံးတယ်လက်ချီဖိုး1ဒီတပွဲတော့ကြည့်အောင်ထားတယ်ပေါ့နော် ခံခက်ကြောင့်ကတောက်လျှောက်ကိုရီပေးရတယ်လို့ကိုအောက်တီကြီးပဲလင့်ကြနေတယ်တွေ့ရတယ်ပေါ့နော်ဒါမှသူတွေးထားတဲ့အတင်းတွေကလာစီကိုကိုမူဆိုတဲ့အတင်းအတင်းကြီးနဲ့တင်းပါတယ်ပေါ့နော်ကျန်တာတော့လက်ချီတို့ပီဇာတို့ပေါ့ဗျာသူတို့နောက်ဆုံးက၄ဘွဲ့ဆက်လုံးဝနိုင်ဘွဲ့ပျောက်ထားတယ်ပေါ့နော်ပင်ကိုအောက်တီလည်း၄ဘွဲ့ဆက်ကြာထားတယ်ဗျာအကမွန်နင်စီကို11ဆော့တယ်ပေါ့နော်တောက်လျှောက်ကိုအောက်တီကြာတယ်ခန်းစစ်ကလည်းကိုကိုတောက်လျှောက်ပြီးတယ်ပေါ့နော် ခံစစ်ကြောင်ဘယ်လောက်ထိဂိုးတွေပေးထားလဲဆိုလို့ရှိရင်ဒါ6 8ပွဲကစားထားတဲ့နေရာမှာ6ပွဲတော့မှခံစစ်တာဂိုးတွေတကူတကူတွေပေးထားတာတွေ့ရတယ်ဗောနော်အတင်းဆုံးအဆုံးကိုသူပေးထားတယ်ဒါကိုကြည့်ချင်းအပြင်တေချာပေါ့ AC Milan အတင်းအတကူရမယ်လို့ကျွန်တော်တော့သုံးသပ်မိတယ်ဗောနော် AC Milan ကိုကြည့်လိုက်ပါတော့အဝေးဝင်းပွဲစဉ်ကိုပဲကျွန်တော်အရင်ဆုံးကြည့်မယ် AC ကဝေးဝင်းမှာ၃ပွဲဆော့ထားတယ်ပေါ့နော် Lecce 2-0 Udinese 3-0 Juventus 0-0ဒါ၃ပွဲလုံးကြည့်အောင်ထားတယ်ပေါ့ဗျာ ာသူတို့ AC Milan နဲ့ခံစစ်ကြောင်းကအခုနန်းနန်းပြန်ဆိုးတဲ့နေရာမှာပါလာတာဗောနဒါမှမဟုတ်သူတွေးထားတဲ့အသင်းတွေကလည်း Napoli တို့ရှိမယ် Fiorentina တွေရှိမယ်ဗောနဒါမှမဟုတ်သူတို့ဆိုးတာဒီ Pizza ကိုတူးတူးကြတဲ့ပွဲကတော်တော်ဆိုးတယ်ဗျဒီပွဲတော့နိုင်တဲ့နော်အဲ့အဲ့ဒီ channel ကကျွန်တော် AC Milan ကိုရွေးခဲ့တယ်ပေါ့နော် AC Milan 2-0လောက်နဲ့နိုင်မလို့ကျွန်တော်ထင်ခဲ့တာ AC Milan ခံစည်းကြီးကဂိုးတွေပေးလိုက်တယ်ဗျ။အဲ့တော့ဒါမှမဟုတ်လည်းကစားသမားတွေလည်းအချိန်နဲ့အမျှဆော့နေရတယ်ပေါ့နော်ဆော့နေရဆိုတော့ဒါဘယ်လိုပြောမလဲ ရစားမှပြန်မှန်းတယ်ပေါ့နော်ဒါပေမဲ့ AC Milan ကတော့ချန်ပီယံလိမ့်မှလည်းမရှိဘူးပေါ့နော်အတလန်တာကဆိုင်တော့တပန်းပူတာတယ်ပေါ့နော်အတလန်တာကတော့ဒါချန်ပီယံလိမ့်တည်းဆော့ဘာတွေဆော့ပေါ့နော်တော့အဆုံဆော့ရတယ်ပေါ့နော် AC Milan ဘွဲကိုကြည့်လိုက်မှဆိုရင် AC Milan အတင်းနောက်ဆုံး၅ဘွဲဆော့ထားတဲ့ဟာကိုပဲကြည့်ရမှာဆိုလို့ရှိရင်သူတွင်းထားတဲ့ဂိုးတွေက၃လုံးနဲ့၄လုံး အနည်းဆုံးနာကိုထည့်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ထင်တာ1 1 2 1ပုံစံမျိုးပဲသွားဖို့များတယ်ပေါ့နော် match to our spouse ကြီးမှာဆိုရင် Atalanta အတန်းအနိုင်ကို2.6တရေကို3.3ပေါ့နော်ပြီးလို့ရှိရင် AC Milan အနိုင်ကို2.7ဘာဖြစ်လို့လဲဆိုတော့ဒီမှာပေါ့နော်ဒါခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီ Atalanta အတန်းအတားအောက်6ကိုအောက်ဒီကြီးပဲဆော့ထားတာနော်၄ပွဲဆက်တောင်ရှိတယ်အဲ့ဒါကြောင့်ထင်တယ်ကိုပေါင်းကြီးရတယ်နှလုံး60ရှုံးဆုံးမှာပေးထားတယ်ပေါ့နော်နှလုံး60ရှုံးနဲ့တဲ့ပေါ့နော်နားနီးလို့ရှိရင် Atalanta ပဲ နည်းနည်းပြန်ဟိုပို့ပေးမလားတော့မသိဘောနော်ကျွန်တော်ဒီဘက်ဆက်မှာ AC Milan ကြိုက်တယ် Boating to score yes ကြိုက်ပါတယ်အင်္ဂလန် EA Hulka မှာဆို Brandsby နဲ့ဒါ Brandford ရဲ့ပွဲစဉ်ပေါ့နော် Brandford ကတော့ fire ဖြစ်နေတယ်ပေါ့နော်တလုံး80ရှုံးကိုပေါင်းကြီးတလုံး20ရှုံးဆုံးမှာပေးထားပေါ့နော် Brandford away win ပေါ့နော်ဒါပေးထားတာတလုံး80ရှုံးပေါ့နော်တော်တော်လေးကြမ်းပါတယ်ပေးထားတာဒါ Brandsby ကတော့ကျွန်တော်ညီကိုတွေလည်းယဉ်နေပြီးသားပေါ့နော်ဒါမန်ယူနိုင်ခဲ့တဲ့အသင်းပေါ့ဗျာ Lip 2ကပေါ့ဗျာ ီအတင်းက type fit ကတော့ကောင်းပါတယ်เนาะဒါဒီနဲ့တင်းကြားထဲမှာတော့အများကြီးကွာတယ်ဗောဗျာ premium league ကစားတာနဲ့ lip 1 lip 2ဒီလိုအတင်းနဲ့ဆော့တာနဲ့တော့ကွာတယ်ဒါပေမဲ့ဒီအတင်းမှာထူးခြားတာကိုတူကိုထည့်နိုင်တဲ့အတင်းဖြစ်တယ်ဗောနော်ကိုတူကိုတော့တွင်းနိုင်တဲ့အတင်းဖြစ်တယ်သူဆော့ခဲ့တဲ့ပွဲတိုင်းလိုလိုမှာကိုတွေထည့်ထားတယ်တွေ့ရတယ်ဗောနော် brand foot အတင်းကိုကြည့်လိုက် brand foot အတင်းကလည်းနောက်ဆုံးနှစ်ပွဲဆက်ကြည့်အောင်ထားတယ် west ham united liverpool ဘာလို့ brand foot အတင်းလဲကိုကတော့ရကိုရမှာဒီနဲ့တင်းကြားထဲမှာကျွန်တော်ထင်တယ် protein to score ဖြစ်ဖို့များတယ်ဗောနော် ီလိုကတ်ခင်းနေဆိုရင်ကျွန်တော်အတင်းသေးပဲရွေးလေးရှိတယ်ဗောနော်အတင်းအငယ်ပဲကျွန်တော်ရွေးလေးရှိတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wines to us pouches ဆိုရင် grand bianan ကို93ကို9ကနဲ့ brand port အနိုင်ကို35ပြပဲပေးထားတယ်ဗောနော် brand port ကတော့ဒါလက်တလောဒါခြေစွမ်းကလည်းကြောက်စရာပေါ့ဗျာအဲကျွန်တော်ဒီပွဲစဉ်မှာဂူပေါင်းအပေါ်ကြိုက်တယ်ဗျာ botin to score yes ကြိုက်တယ် body my ancient အတင်းဖြစ်တဲ့ grand bianan ပဲကြိုက်တယ်ဗောနော်အဲ့တော့ပွဲကတော့1 gambine နဲ့ full lambda ပွဲစဉ်ဖြစ်တယ်ဗောနော် ဒီပွဲစဉ်မှာတော့အဝေးခွင့်ဖူလန်တလုံး20ရွှေ9ပေါင်းကြီးရတောင်းလုံး60စားဆိုတာပြထားတယ်ပေါ့နော်။ဒါဖူလန်မတင်ရလဲလက်တလောခြေစွမ်းပိုင်းကကျနေတယ်ပေါ့နော်။အင်္ဂလန်ပရီးမီးယားလိမှာဆိုလဲအချိန်နေတာအဆိုးနဲ့ဒီဝမ်ဂမီဆိုတာတော့ကျွန်တော်လိပွမ်အတင်ဖြစ်တယ်တိုက်ဆက်ကကောင်းတယ်ဂိုးတွေရတတ်တယ်ပေါ့နော်။ဖူလန်မတင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူတို့နောက်ဆုံး၄ပွဲသက်လဲပြထားတယ်ပေါ့နော်။ဒီပွဲကတော့9တော့9မြို့ကျွန်တော်သုံးတတ်မိတယ်ပေါ့နော်။အဲသူရှုံးထားတာကတော့ဒါ full ဘာလဲ Aston Villa 31 Bournemouth 31ဘောတော့ Arsenal 1 C Newcastle 2 1ဘောတော့တောက်လျှောက်အတင်းကတည်ထားတယ်ဘောတော့ဒီပွဲထဲမှာ Fernand Torres to Osport ကိုကြည့်လိုက်မယ်ဆိုရင် Ancient အတင်းအနိုင်ကို6စာတရေကို3စာနဲ့ Fulham အနိုင်ကိုဒါပြန်90ပေးထားတယ်ကျွန်တော်ညီကိုတွေ Wine Spec မှာ Win Win ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ Fulham အနိုင်ရိုက်လိုက်ပေါ့နော် Win Win Fulham အနိုင်ပုံများတယ်ဒါမှကျွန်တော်တို့ဒီပွဲထဲမှာ5ပေါင်းအပေါ်ကြိုက်တယ်အာပေါ့နော်ပြီးရင် ဘော်ဒီမှာအင်ရှင်အတင်းဖြစ်တဲ့ဝင်ကံပြီးပဲကြိုက်တယ်ပေါ့နော်ကျွန်တော်အောက်အတင်းမဲ့ရွေးတဲ့ campaign နေမှာပေါ့နော်အကြိုက်ချင်းတူရင်တော့ဒါလက်တွဲပေါ့နော်အကြိုက်ချင်းမတိုက်ဆိုင်ဘူးဆိုရင်လည်းရှောင်းလိုက်လို့ရတယ်ပေါ့နော်နားပဲနားထောင်ပေးပါရှောင်းလို့ရပါတယ်နောက်တစ်ပွဲကတော့ Warren Sam နဲ့ Cardiff တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲကကျွန်တော်အကြိုက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီ campaign ထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးက42နဲ့တဲ့ပွဲဖြစ်တယ်ဒီပွဲစဉ်မှာအင်ရှင်အသင်းက level 40နဲ့ကိုပေါင်းကြီးနဲ့တော့80ဆမှာပြီးထားတယ်ပေါ့နော် အဲ့ချကြရအောင်ဗောနော်ဒီဇာသမားတွေဘယ်လိုဆော့ထားတယ်ဝိုင်ရပ်စမ်းအတင်းကတော့ဒါချန်ပီယံရှစ်မှာတောက်လျှောက်ဂိုးအောက်တွေကိုတောက်လျှောက်ဆော့တာဂိုးအောက်ခုနပွဲသက်ရှိပြီအရင်တော့ကသူကတောက်လျှောက်ဂိုးပေါ်တွေပဲဆော့တာဗျာအခုနောက်ပိုင်းကျတော့ဘယ်လိုချိန်သွားလဲမလဲတောက်လျှောက်ဂိုးအောက်တွေဗောနော်ဒါဘီ11လက်စတာ11ဘာမင်ဂမ်11စတုတ်10စီအာဗောနော်အော့စပေါ်ယူနိုက်တက်10စီမန်တာဘရော့11ဗောနော်ဒါချီးတယ်လေနောက်ဆုံးနပွဲသက်သူချီးတယ်အောင်ထားတယ်ဗောနော်အတိုက်စစ်ကဂိုးတခုထဲနိုင်တယ် ။ဒီဘက်ကကာတဲ့အတင်းကတော့ဒါလစ်မန်ဖြစ်တယ်ပေါ့နော်။ကာတဲ့အတင်းကတော့သူလစ်မန်မှာဆိုဘောလ်တောင်1စီးနဲ့ရှုံပြီးချေရှုံထားတယ်ပေါ့နော်။ဒါမဲ့ကာတဲ့အတင်းကလည်းဂူဂူရနိုင်တယ်။ခြေစွမ်းပိုင်တယ်ပေါ့နော်။ဒီဘက်မှာဖွင့်ထားတဲ့ wins to os pouch g stream မှာဆိုရင် varasa manan ကို2.2တရေကို3.2နဲ့ cardiff အနိုင်ကိုတုံးစားပေးထားတယ်ကျွန်တော်ဒီဘက်ဆင်မှာ cardiff body ကြိုက်ပါတယ်ဒါကျွန်တော်တကယ် cardiff body ကြိုက်ပါတယ်ပြီး protein to score yes ကြိုက်ပါတယ်ဒါ wins ပြတ်သမားတွေပေါ့နော် ဒါကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တစ်ပွဲပေါ့နော်ဒါ Cardiff Body ပေါ့ဗျာနောက်ထပ်တစ်ပွဲကတော့ဒါ Frankfurt နဲ့ Dortmund တို့ရဲ့ဒါ German Pokal Cup ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ Dortmund တန်း level 59ပေါင်းကြီး3လုံး20ရှင်းပေးထားတယ်ဒါတော့ cut game ဖြစ်တဲ့အတွက်ကစားသမားအများပြားလက်ပြောင်းလဲတွေပြုလုပ်နိုင်တယ်ပေါ့နော်ကျွန်တော်ညီကိုတွေ line up ချဖို့လိုတယ်ဘယ်ပွဲမှာဆိုပေါ့နော်ကျွန်တော်တို့ဒါထိုးရမယ်ဆိုရင် line up ကိုအရင်ဆုံး view site ပါပေါ့နော်ကျွန်တော်အများအားဖြင့်ပြောတယ် line up ချပါကျွန်တော်ကကြိုပြီးပြောတယ် ပြီးလို့ရှိရင်ခြေတွေလည်းအမျိုးမျိုးအပြောင်းအလဲဖြစ်နိုင်တယ်ခြေကိုကြည်ပါ line up ကိုကြည်ပါကစားသမားအစုံပါလားမပါဘူးလားဒါမဲ့ပဲကစားသမားတွေတော့အနာပေးထားတယ်ပေါ့နော် front foot ကအရန်နဲ့ထွက်လာမယ် dotmon ကလူဆောင်ထောက်မလား dotmon ကအရန်ထောက်မလား front foot ကလူဆောင်ထောက်မလားပေါ့နော်အဓိကကစားသမားတွေနားမလားဒါကျွန်တော်တစ်ချက်လေ့လာဖို့လိုတယ်ပေါ့နော်ဒါမှလည်းကျွန်တော်ဘောလုံးပဲပေါ့မယ်ပေါ့ဗျာအဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ front foot ကတော့ ဘွန်နက်စလီကာဖက်မှာဆိုရင်လည်းသူတို့နောက်ဆုံးနိုင်ခဲ့တာကတော့ဒါစိန့်ပေါ်လီကိုဖြစ်တယ်ဗောနော်အင်္ဂွင်ပွဲစဉ်တွေမှာဆိုရင်တော့မဆိုးပါဘူးဒါဘိုင်ယန်ကိုရှုံးထားတာလွယ်ပြီးဂျန်နက်ပွဲစဉ်နေပါဆိုရင်သူတိုက်ဆက်ကဂိုးတွေလည်းရတယ်ဂိုးတွေလည်းတောက်လျှောက်ပြီးတယ်ဗောနော်ဒါပွဲတစ်ပွဲဆိုတော့နှလုံးကနေတောင်းလုံးပြီးပြီးတယ်ဗောနော်အတင်းကြီးတွေနဲ့တွေ့ရင်တစ်ဖက်ကဒေါ်မွန်အတင်းကြီးမှာဆိုရင်ဒေါ်မွန်ကတော့ခြေစွမ်းမိုင်းတည်ငိုင်တဲ့အတင်းထဲမှာပါတယ်ဂိုးတစ်ခုထဲနိုင်တယ်တကူကနေနှစ်ဂိုးပြီးဗောနော်အတင်းမွန်မူတည်ပြီးတေချာပေါက်ဂိုးတွင်းမှာပါဒေါ်မွန်အတင်းတေချာပေါက်ဂိုးရမှာပါဒီပွဲက ဒရမွန်တင်တရားပေါက်ကူရမှာပါနှစ်တင်းလုံးအပြိုင်ဆိုင်ကိုတွဲမလို့ကျွန်တော်တို့ထင်မိတဲ့ဒီပွဲစဉ် Mice to us ပေါက်ချင်းမှာဆိုရင်ဒါအင်ရှင်အသေးအနိုင်ကို3စသေးကို3.7နဲ့ဒေါမွန်အနိုင်ကို2.2ပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာအကြိုက်ဆုံး Frankfurt ပဲဖြစ်ပါတယ် Frankfurt နဲ့ BTTS yes wins ပဲတမားတယ် BTTS yes ထိုးပါ Visualize တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီ card book ဆိုတာတော့ကျွန်တော် lip 3ရပါဗောနော်တော်တော်လေးကောင်းပါတယ်ဒီအသင်းလဲ lip 3မှာဒါ pro table မှာဆိုထိုက်ဆုံးမှရှိတဲ့အသင်းဖြစ်တယ်ဗောနော် ဒါဆက်နပွဲဆော့ထားတယ်သူတို့ lip tree မှာပေါ့နော်၈ပွဲနဲ့၅ပွဲတည်နေ၅ပွဲရှုံဒါမှမဟုတ်ဒီ net license နဲ့သူရားမှာတော့ကစားသမိုင်းအင်အားလန်းกว่าတယ်ပေါ့နော်ဒါမှမဟုတ်တခါကြဂျာမန်ပိုကယ်ကပ်ကလည်းဖြစ်ရင်ဖြစ်တယ်ဖြစ်တယ်လို့간တတ်တဲ့အချင်းတခုတော့ရှိတယ်ပေါ့နော်နန်းနန်းတော့ကြောက်ရတယ်ဒါပေမဲ့ဒီ net မှာ license ကလည်းဘာဖလားမှတော့မရှိဘူးဆိုပေမဲ့ကျွန်တော်ထင်တယ်ဒီပွဲကိုတော့သူတို့တေချာ view site ပြီးဆော့မလို့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ဒါ license အနိုင်ကိုအာဒါနှလုံး20နိုင်နဲ့ကိုပေါင်းကြီးလေးလုံး60ဆိုမှတော့ပေးထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော် Wise to Os ကိုကြည့်မယ်ဆိုရင် Ancient အတဲ့အနိုင်ကို9ဆတရီကို6ဆခွဲဒီ Light set အနိုင်ကို29ပြပဲပြထား Light set Win 2ကိုရိုက်ပါ Light set Wise Bet မှာ Win 2 Win 2ကိုရိုက်လို့ရတယ်နော် Win 2ရိုက်ကြည့်ပါပြီးလို့ရှင် Body မှာကျွန်တော် Light set နဲ့ဘူပေါင်းအပေါ်ကိုချိန်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲညီကိုတို့ရအောင်အဆင်ပြေကြပါစေကျွန်မချမ်းသာကြပါစေအပေါင်းပြကြပါစေဗျာ အခုဆော့နေတာလက်အခုဆော့နေတာပွဲအဲ့ဒါအစ်တအာကျွန်တော်တို့တူရကီစူပါလစ်နပွဲဆော့နေတာထင်တယ်ဒါက Samsung Support 11ကြနေတယ်လို့အဖိနာဘာချီယာ 2G နဲ့ပေါ့နော်နိုင်နေတယ်နော်အချိန်ရကြန်နေပါတယ်အဲ OB နဲ့ Brownie မှာတော့အဲ့ဒါ Brownie ကတကူထည့်ထားတာတွေ့ရတယ်လို့ Malmo နဲ့ Hamba B မှာတော့ Malmo ကတကူထည့်ထားတာတွေ့ရတယ်ပေါ့နော်ဒါပွဲတွေကတော့အခုမှ16 16မိနစ်လောက်ပဲရှိသေးတယ်ဆိုတော့ ဒါမင်းနဲ့90အတွင်းမှာဘလို့အပြောင်းလဲနေဖြစ်မယ်ဆိုတာကြည့်ကြတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်